မင်္ဂလာပါကိတုဆက်ဆက် channel မှာပြန်လည်းကြိုလိုပါတယ်အခုဗီဒီယိုမှာတော့ဖုန်းနဲ့တစင် YouTube ဗီဒီယိုတင်နေလေးကိုညော်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ YouTube ကနေပြီးတော့အကျိုးရှိတဲ့ဗီဒီယိုတွေတင်ပြီးတော့အဲပတ်စံရနိုင်နေဆိုတာအားလုံးလည်းတချို့လည်းတည်ပြီးသားဖြစ်မှာပါမတည်ပြီးမတည်သေးရဲ့လူတွေအတွက် YouTube ဆိုတာကတကယ်တမ်းပြောရရင်တိတ်နေရင်တောင်မှဝင်ဝင်ရစေတဲ့အသက်ရှင်တိုင်းဝင်ရစေတဲ့နည်းလမ်းတစ်ခုဖြစ်လို့အခုလိုအချိန်မျိုးမှာဆိုလို့ရှိရင်လူတိုင်းစူးစမ်းပြီးတော့ကိုတက်တဲ့ပညာတရားကိုမျှဝေရင်းနဲ့ပန်ကန်တဲ့နည်းလမ်းနဲ့ YouTube တွေလုံပြီးတော့တင်သင့်တဲ့အကြောင်းလေးပြောင်းရခြင်းပါအဲ့တော့ YouTube icon လေးတွေကိုဝင်လိုက်ပါဖုန်းနဲ့ဗီဒီယိုတင်မယ်ဆိုလို့ရှိရင်ပေါ့နော်အဲဝင်လိုက်ပြီးသွားလို့ရှိရင်ဒီအောက်မှာရှိတဲ့အပေါင်းလေးကိုနှိပ်လိုက်ပါနော်အပေါင်းလေးကိုနှိပ်လိုက်ပါနေလိုက်လို့ရှိရင်ဒီမှာရှိပါတယ်အောက်မှာပို့စီလိုက်ရယ်ရှော့ရယ်ဗီဒီယိုတွေရှိပါတယ်ကျွန်တော်ကတင်ပါဗီဒီယိုဖြစ်တဲ့ဗီဒီယိုဆက်လုပ်ပြီးတော့ကျွန်တော်လုတ်ထားတဲ့ဖုန်းထဲမှာ edit လုတ်ထားတဲ့ဗီဒီယိုလေးတစ်ပုဒ်ကိုရွေးလိုက်ပါဦးအားလုံးပဲမင်္ဂလာပါ ဒီနေ့တော့ခင်ဗျားတို့ကိုလှုပ်ဆောင်မှုအပြည့်ရှိတဲ့စကားတစ်ခုပြပြချင်ပါတယ်။ဘဝမှာခက်ခဲတဲ့အချိန်တွေရှိကြပါတယ်။ခက်ခဲတယ်၊စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတာ။ဒါဆိုရင်ဒီလိုနေသားလေးရောက်တော့ပါပြီ။အဲ့တော့ဒီဗီဒီယိုလေးကိုလည်းဒီ like လုပ်ပြီးတော့ဒီ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ပါဦး။အဲ့တော့အခုလိုမျိုးဗီဒီယိုလမ်းစာလေးတွေကိုဖုန်းတစ်လုံးနဲ့လည်းလွယ်တကူလုပ်တတ်တဲ့နည်းတွေကိုသိကျင်နေဆိုလို့ရှိရင်ကျွန်တော်ရဲ့ online group လေးကို join လို့ရပါတယ်ဒီ group လေးကို member ကြီးတစ်တောင်းနဲ့လူတိုင်းဒီလို video လေးတွေလောက်တန်အောင်လို့ရှင်းပြပေးမယ်မသိကျင်တာရှင်းရင်လည်းမေးမြန်းပြီးတော့ပြန်လည်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ် idea အကြံဉာဏ်ကောင်းတွေကိုလည်း YouTube မှာပတ်စံ share နိုင် idea အကြံဉာဏ်ကောင်းတွေကိုလည်းပေးတော့မှာဖြစ်ပါတယ်နောက်ထပ်ဒီ ကျွန်တော်ရဲ့မြန်မာ crew ထဲမှာဆိုလို့ရှိရင် capcan မြန်မာ font ကိုလည်း free သုံးပြုနေတယ်မြန်မာ font အဲမြန်မာ font free သုံးပြုလို့ရတယ် keyboard နဲ့ file တွေလည်းလက်အားမြောက်ပေးသွားမှာဖြစ်ပါတယ်ဒီမြန်မာဝင်တဲ့သူတိုင်းကိုလည်းစမအုပ်ဆုံးရောက်တရာကို canva education pro account ကို free ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီ crew လေးကို join လို့ရှိရင်ခုခေတ်မှာများတဲ့ဈေးနှုန်းပတ်စံတစ်ပေါင်းနဲ့တော်တော်များများအသုံးတည်ပြီးတော့ကို idea ရှိရင်ရှိတယ်လို့မျိုး ကျွန်တော်ရဲ့ channel အနေနဲ့ပေါင်းဆက်ပြီးတော့အဲ YouTube လို့ဒီစတဲ့ကျွန်တော်အဓိက YouTube ကိုပြောတာပေါ့ဒါပေမဲ့ YouTube video တွေကဒီ TikTok တွေအဲဒီတခြား Facebook တွေမှာလည်းတင်ပြီးတော့ပတ်စံ share လို့ရပါတယ်ဒီနည်းတွေကိုရသမှာဖြစ်တဲ့အကြောင်းမို့လို့ဒီ group လေးကို join ဖို့လို့လည်းဖိတ်ခေါ်ပါအဲ့တော့ဒီထဲကိုရောက်သွားပြီဆိုလို့ရင်ဆက်ပြီးတော့ပြောပါမယ်ဒီအင်ဂျင်နီယာလေးကိုနှိပ်လိုက်ပါဒီခဲတံပုံလေးကိုနှိပ်လိုက်လို့ကျွန်တော် ဒီမှာတန့်မီးလေးလှုပ်တာရှိပါတယ်အဲတန့်မီးလေးကိုရွေးလိုက်ရင်ဒီမှာတန့်မီးလေးလှုပ်ပြီးသားဖြစ်တော့တန့်မီးဆိုတာကလည်း YouTube ဗီဒီယိုတစ်ခုမှာအရေးကြီးဆုံးဖြစ်ပါတယ်ဒီပုံလေးကိုထောက်ပြီးတော့လူတွေကဝင်ကြည့်ကြတာအဲတော့တန့်မီးမှာကိုယ်နဲ့ပုံနဲ့မဆိုင်တဲ့ဟာတွေကိုဗီဒီယိုနဲ့မဆိုင်တဲ့ဟာတွေကိုတော့မလုပ်သင့်ပါဘူးဒါကတော့ clip bait လုပ်တဲ့လို့ခေါ်ပါတယ်အပေါ်မှာတင်ထားတာကတစ်မျိုးအောက်မှာပါလာတဲ့ဗီဒီယိုကတစ်မျိုးဖြစ်ပါတယ်ဒါမျိုး clip bait နဲ့လုပ်တဲ့ဟာတွေကလည်း YouTube ရဲ့ guideline နဲ့လည်းမညီပါဘူးသိသွားရင်လည်းကိုယ့်ရဲ့ channel ကိုဒါက ဒီ community guideline တွေနဲ့ထိနိုင်ပါတယ်အဲ channel ပိတ်တဲ့ဒီဖြစ်နိုင်ပါတယ်နောက်တစ်ခါလူတွေကိုလည်းလှည့်ပြားပြီးပတ်စံရှာတဲ့ပုံစံဖြစ်တဲ့တကြောင်မလို့မကောင်းပါဘူးပေါ့နော်အဲ့တော့ဒီလိုမျိုးဟိုထဲရဟာနဲ့စင်နဲ့တော့လူလည်းစိတ်ဝင်စားမယ့်စကလုံးလေးတွေတုံးပြီးတော့ဒီလိုမျိုးတန်လေးတွေတိဆောက်လို့ရပါတယ်အဲတော့ပြီးလို့ရှိရင်ဒီမှာခေါင်းစဉ်ကိုရေးပါမယ်ခေါင်းစဉ်ကိုလည်းအဲ့လိုပဲလိုတူရှင်းပြီးတော့လူတိုင်းစိတ်ဝင်စားရမယ်ကိုယ့်ရဲ့ဗီဒီယိုနဲ့လည်းဆိုင်တဲ့ဟာမျိုးလောက်ရပါမယ်အဲ့တော့ဒီမှာဆိုရင် နော်ဗီဒီယိုကောင်းစဉ်လေးတက်လိုက်ပါတယ်အခက်ခဲကြုံတိုင်းကြည့်ပါဆိုပြီးတော့ motivation ဗီဒီယိုလေးဖြစ်ပါပြီးရင် description လေးရေးပါမယ် description မှာတော့အဲဒီမှာစာသားလေးရေးလို့ရပါတယ် emoji လေးထည့်ပြီးတော့စာသားလေးတွေရေးလို့ရပါတယ်ကျွန်တော်နမူနာအနေနဲ့အနည်းလေးပဲရေးပြပါမယ် ပြီးရင် description မှာ hashtag လေးထည့်ပြီးတော့ပို့ပြီးတော့ရောက်နိုင်မှာဒါ hashtag မှာကျွန်တော် motivation ဒါနဲ့ဆိုင်တဲ့ဟာလေးပေါ့နော်ဒီမှာမာလိုဗမာလိုဆိုတော့စိတ်ခွန်စိတ်တမ်းမြင့်စိတ်ခွန်အားပေးအဲပြီးလို့ရင်ဒီမှာဒီလိုလေးထောက်လိုက်တာလည်းဒီမှာပေါ်လာတယ်ပေါ့နော်အဲဒီမှာဆိုရင်အဲ like this နော်စိတ်တမ်းမြင့်တင်ရေးအဲဝိနရကကျွန်တော်လုံးလုံးစရိုက်တာနဲ့ထပ်ပြီးပေါ်လာတယ်ပေါ့နော်စိတ်ခွန်အားရှိသောစာပေများ စိတ်ခေါ်အား15ခုလောက်ဒီထည့်လို့ရပါတယ်ဟုတ်ပြီးလို့ရှိရင် motivation motivation နဲ့ video story motivation happiness knowledge လေးဆိုင်တဲ့ဟာတွေပေါ့နော်ပြီးတော့ကျွန်တော်ရဲ့ channel နာမည်လေးကိုလည်း mind mindset ပေါ့နော်ဒါက mind power မြန်မာရရှိတယ်ဆိုရင် under school ခံပြီးရရေးရမယ်ပေါ့နော် mind power မြန်မာကဲဒါပြီးရင်ပဲနဲ့ပြန်ထွက်လိုက်ထွက်လိုက်ပြီးတော့လို့ရှိရင်ဘယ်ကိုသွားမလဲဆိုရင် upload ဆိုတာကိုနှိပ်ခဲ့လိုက်မယ်ဟမ် ဒီလိုနှိမ့်လိုက်တာ upload လုပ်နေဒါပြီးလို့ရှိရင်ဘယ်ဝင်ရမလဲဆိုရင်ဖုန်းနဲ့လုပ်မယ်ဆိုရင်ကျွန်တော်တို့ကဒီ YouTube Studio ဆို application လေး YouTube ရှိရဲ့ YouTube channel ထောင်းတဲ့လူတွေတောင်းထားပါမယ် YouTube Studio application တွေဝင်သွားပြီးရင်ကိုယ့်ရဲ့ channel တွေကနေပြီးတော့ဒီ content ဆိုတာတွေဝင်ရပါမယ် content ဆိုတာတွေဝင်ပြီးသွားလို့ရှိရင်ဒီမှာဒီခုနတင်လက်စာဗီဒီယိုလေးတွေ့ပါမယ်အဲ့မှာဒီ7430ကိုထောက်လိုက်ပါထောက်လိုက်ပြီး edit ဆိုတာလေးကိုထပ်ပြီးတော့နှိမ့်လိုက်ပါ ။ that is ဆိုတာလေးကိုနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီမှာလိုအပ်တဲ့ tag တွေ keyword တွေထည့်ပါမယ်။အဲ tag တွေ keyword တွေထည့်ပါမယ်။ okay tag เนาะဒီမှာနော်အဲ့တော့ category ကတော့ကျွန်တော်ကဒီမှာ education ကိုပဲရွေးထားပါတယ်။အဲဒီမှာ category တွေပြောင်းလို့ရပါတယ်။ entertainment သမားဆို entertainment ပေါ့နော် science and technology ဆို science and technology ဒီ category ထဲမှာရွေးလို့ရပါတယ်။ကျွန်တော်ကတော့ education ကိုပဲရွေးထားပါတယ်။ပညာပေးတဲ့စိတ်ခွန်အားပေးစ ြစ်လို့ပေါ့နော်အဲ့ဒါဒီမှာ add text ဆိုတဲ့နေရာလေးကိုထောက်ပြီးတော့ keyword လေးတွေထည့်လို့ရပါတယ်အဲ့တော့ keyword ဆိုတာကတော့ကိုတင်တဲ့ video ကိုလူများလွယ်တကူဘုံဘုံကနေအဲဒီ computer ကနေပြီးတော့ YouTube ကိုကြည့်ပြီး share တဲ့အချိန်မှာဒီလိုစိတ်ဝင်စားတဲ့လူတွေအတွက်တက်ဖို့လို့ပါအဲ့တော့ keyword ဆိုတာကလည်းခုနက hashtag တွေထည့်တဲ့ပုံစံမျိုးပါပဲစလုံးတူလေးတွေပါအဲ့တော့ keyword ကိုဒီ ဘလို့ရှာမလဲဆိုတဲ့ keyword research လုပ်နည်းတွေလည်းကျွန်တော်နောက်ကျွန်တော်ရဲ့ group ထဲမှာပြပြပေးထားပါတယ် keyword ကိုဘလို့ရှာမလဲပြီးလို့ရှိရင် keyword ကို AI သုံးပြီးဘလို့ရှာမလဲပေါ့နော် international video ဆိုရင် AI သုံးပြီး keyword တွေဘလို့ရှာမလဲပေါ့နော်အခုအားကတော့ကျွန်တော်ကဒီမှာဒီတိုင်းပဲကျွန်တော်ဖုန်းနဲ့ပဲနမူနာလေးထည့်ထားပါမယ်ခုနကစကားလုံးတွေပါပဲစိတ်အဲတခုပြီးသွားရင် comma လေးခိုင်လိုက်ရင်ဒီလိုလေးဖြစ်သွားပါမယ်ပြီးလို့ရှိရင်စိတ်ခေါ်အား ။ဒါကီးဝတ်ထည့်တာကောင်းရင်ကောင်းတယ်လို့မျိုးဗီဒီယိုကပို့ပြီးတော့ reach တွေကောင်းမှာဖြစ်ပါတယ်။ state အမြင့်တင်ရေးစိတ်ခွန်အားဖြည့်အနာဟာရပဲနော်။စာပေများပြီးရင် motivation motivation video Rồi motivation quote nè no? mind mind power à vì mind power yeah mà m i n t s e t -R. ဒီမြန်မာရောအင်္ဂလိပ်လိုပြပြီးထဲမှာမြန်မာဗီဒီယိုတွေကတော့ပုံပြီးတော့ reach ကောင်းပါတယ်။နော် keyword တွေဆက်လုံနေရလဲကျွန်တော်တက်ပြီးမြောက်ပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ဒီမှာဆိုရင်အဲအခက်ခဲပေါ့နော်အခက်ခဲစိတ်တက် ရှုံးမပေးနဲ့အဲဒါမျိုးစာသားလေးပေါ့နော်အရှာများတဲ့ဟာလေးပေါ့နော်ရှုံးမပေးနဲ့အနေနဲ့ဆင်တူပြီးတော့ဒီမှာလည်းမဆိုင်တဲ့ keyword တွေအများကြီးရှောက်ထည့်လို့ရှိရင်လည်းပြဿနာရှိပါတယ်။နည်းနည်းလေးဆင်တူပြီးတော့အခုချိန်မှာလူရှာများတဲ့စကားလုံးလေးတွေကိုလည်းထည့်ပြီးတော့အသုံးလို့ရပါတယ်။ဥပမာဆိုရင်လည်းဒီမှာဆိုရင်ဒါစိတ်ခွန်အားနဲ့ဆိုင်တဲ့ဟာတွေပေါ့နော်။ခွန်အားဖြစ်မိငယ်ပေါ့နော်။အဲဒါမျိုးလေးဆိုရင်လည်းလူရှာများတယ်ပေါ့နော်။ အခုချိန်မှာလူတိုင်းကဘေးဒုက္ခတွေနဲ့ကြုံနေရဖြစ်တဲ့ကြောင့်ဒီဘေးဒုက္ခတွေကိုမြင်နေပြီကျန်လေထူတော်ရေးအဲဒါလည်းဆိုင်ပါရဲ့အခုချိန်မှာစိတ်ညစ်နေတဲ့လူတွေအတွက်တရားလေးကြည့်ပြီးအားတစ်ခုဖြစ်သွားမယ်ဆိုရင်လည်းအချိုးရှိတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။အဲပြီးလို့ရှိရင် keyword လေးထည့်လိုက်ပါဦးเนาะ keyword လေးထည့်ပြီးသွားရင်အဲဒီကို ွက်လိုက်ပါတော့နော်ကြီးဘက်က9000ထိထည့်လို့ရတယ်ပေါ့နော်ဝက်ကောက်ပေါ့နော်အဲ့တော့ပြီးလို့ရှိရင်တရားလေးကိုစေ့ဆိုနှိမ့်လိုက်မယ်စေ့ဆိုနှိမ့်လိုက်လို့စေ့ဖြစ်သွားရဆိုရင်ဒါကီးဘက်ကအဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုးပဲနဲ့စေ့လို့နှိမ့်ရရနေပြီးတော့မှကီးဘက်ကအဲမရဘူးဆိုရင်တော့ error တစ်ခုပြနေဆိုရင်တော့ကီးဘက်တည်းစလုံးကြီးများနေရတယ်ဖြစ်နိုင်ပါတယ်အဲ့ဒါလေးပြန် short လို့ရတယ်ဒါကတော့ဒါကျွန်တော် YouTube Studio ကနေပြီးတော့ဗီဒီယိုတင်နေနေပါအဲနောက်တစ်ခါ Google Chrome ကနေပြီးတော့ဖုန်းကနေပြီးတော့တင်နေနေလည်းရှိပါတယ်ဒီလိုနဲ့ထပ်ပြီးတော့တင်လို့ရပါအဲဒါကတော့ကျွန်တော်တို့ကီးဘက်တွေကို auto เนาะ AI ကနေယူလာပြီး ော့လုပ်ကြရနေရင်းထဲမှာဆိုတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဒါနဲ့ပတ်သက်ပြီးတချို့ကျွန်တော် YouTube channel ရဲ့ video မှာအဲတင်ထားတာတွေလည်းရှိပါတယ်ဒါလေးကို share ကြည့်လို့ရပါတယ်အဲ့တော့ဒီ video လေးကတော့ဒီလောက်ပါပဲဒါဆိုရင်တော့ဒါ channel မှာဒီတင်ပြီးတော့ဖြစ်ပါတယ်ဒီ channel ကတော့ဒါကတော့ monetization မအောင်သေးတဲ့ channel ဖြစ်တော့ရအောင်တခြားဘာမှလုပ်ဆရာမလိုဘူးတင်လိုက်ရမှာ monetization အောင်ပြီးသား channel ဆိုရင်တော့ကြော်ညာတွေပါယူဒီ ad တွေပါယူဟို monetization ကို on ပေးရမယ် data မျိုးလေးတွေလောက်ရမှာလေးတခြားလေးရှိပါတယ်ဒီမှာတော့ဒါသူက check starting zone ဆိုပြီးဒီလုပ်နေတာတကယ်လို့ဒီကဒီ video မှာ copyright တွေပါလေပါလေဆိုရင်တော့သူကအဲဒီ copyright ရှိတယ် music က copyright ဖြစ်တဲ့သင်းကိုဖြတ်မှာလားအလုံးပါလေဒါမျိုးတွေကျွန်တော်တို့ပြောပါလိမ့်မယ် guideline နဲ့ညည့်တယ်ညည့်တယ်ပြောပါလိမ့်မယ်ဒါမျိုးဆိုရင်တော့ကိုက copyright ရှိတယ်ဆိုရင် copyright ကို channel ရောမထိခိုက်ဘူး copyright ဲ့ပဲထည့်ရဆိုရင်လည်းတင်နေတယ်ဆိုရင်လည်းတင်လို့ရပါတယ်တကယ်လို့ပို့ပြီးတော့ကောင်းတာတော့ copyright ထည့်တဲ့ music တွေပါတယ်ကိုဖဲ့ပြီးတော့မှပြန်ပြီးတင်တာတော့ရေရှည်တက်တော့ပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ဒီ video ရောဒီလောက်ပါပဲအဲ့တော့ဒီ video လေးကိုချိပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အားလုံးကိုလည်းကျွန်တော်ဒီလိုမျိုး YouTube မှာ video တွေတင်ပြီးတော့ online နေပတ်စံရှာတဲ့နည်းတွေအဲဒါတွေကိုအကုန်လုံးเ ိုင်အသုံးပြုတဲ့နီးတွေရောကျွန်တော်ကက်ကက်ကံပါအသုံးပြုတဲ့နီးတွေရောအဲဒါမျိုးတွေအကုန်လုံးမျှဝေပေးမယ်ကျွန်တော်ရဲ့ဒီ online class member group လေးကိုလည်း join လုပ်တက်သိခေါ်ပါတယ်အားလုံးပဲ member ကြီးတစ်ပေါင်းပဲချက်တင်မှာဖြစ်ပြီးတော့ကိုယ်တိုင်အများကြီးကျိုးရှိနိုင်မယ်ဆိုတာကိုကျွန်တော်အားမခံပါတယ်အားလုံးပဲဆုံးဖြတ်အောင်ကြည့်ပေးရတဲ့ကျေးဇူးတင်ပါတယ်အစောဆုံးအရောက်တရာကိုလည်းကျွန်တော်ကကံပါ education pro account တစ်ခုကိုကိုယ်ပိုင်ကြည့်မင်းနဲ့ကျွန်တော်အသုံးပြုလို့ရအောင် profit ရေးသုံးလို့ရအောင်လို့ခါမဲ့ပေးတော့မှာဖြစ်ပါတယ်အဲနောက်တစ်ခါ cap cap ရဲ့မြန်မာဖောင်အသုံးပြုနည်းနဲ့ cap cap ရဲ့မြန်မာဖောင် file ေနဲ့မြန်မာပေါင်းတုံးလို့ရတဲ့ keyboard ကိုလည်းဒါ free ပေးသွားမှာဖြစ်ပါတယ်။အားလုံးအမြန်ဆုံး join ပေးဖို့လို့တဖိတ်ခေါ်ပါတယ်။အားလုံးဆုံးတရားကြည့်ပေးရအတွက်ကျေးဇူးတင်ပါတယ်။ခုလိုဗီဒီယိုလေးတွေကိုလုံနိုင်ဖို့အတွက်လည်းအားလုံးကိုကြောက်ပေးခြင်းပါတယ်။ကျေးဇူးတင်ပါတယ်။